MNDAA တပ်ဖွဲ့တွေစုခွာသွားတဲ့လာရှုမြို့တွေကိုစစ်ကောင်စီရှင်တန်းဒီနေ့ April 22ရက်မနက်ပိုင်းမှာစတင်ဝင်ရောက်လာတယ်လို့သိရပါတယ်။နတ်ပေါင်ရွာဘက်ကနေဝင်လာတာဖြစ်ပြီးမိုးကအုတ်ကအစီးရေ90ထပ်မင်းပေါဝင်ကြောင်းမြို့ကန်တအူးကပြောပါတယ်။ပြန်ဝင်လာသူတွေဟာလာရှုမြို့ရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခဘက်ကိုဥတီဝင်ရောက်သွားတယ်လို့ဒေသခံတွေကအသိပေးပါတယ်။တရုတ်အကူအညီနဲ့လာရှုမြို့တွေကိုစစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက်လာရှုမြို့တော်ခမ်းမရှိမှလွှင့်ထူထားတဲ့ MNDAA နဲ့ကိုကံအထူးဒေသတည်အလံတို့ကို April 22ရက်နေ့ကဖြုတ်ချခဲ့ပါတယ်။တရုတ်အထူးတန်တမန်တိတ်ရှိကျွင်းစစ်ကောင်စီရဲ့အမှတ်တဲစစ်ဆင်ရေးအထူးအဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး MNDAA အထွေထွေအတွေ့အကြုံမှုနဲ့စစ်ဦးစီးချုပ်တို့ဟာလာရှုမြို့မှာမနေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲဒီသုံးဘွဲ့ဆိုင်ဆွေးနွေးပွဲရလဒ်ကိုတော့မသိရသေးပါဘူး။ရမခပါဝင်လာရှုမျိုးကို MNDAA နဲ့မဟာမိတ်တွေက2024ဩဂတ်3ရက်နေ့မှာတင်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့အခုအခါမှာတရုတ်ရဲ့ဖိအားကြောင့် MNDAA ဟာလာရှိုမျိုးကနေပြန်ဆုတ်ခွာရတာဖြစ်ပါရဲ့ရှင်